မင်္ဂလာပါခင်ဗျရှေကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတစ်တက်လာလေတက်လာပြီးနောက်နေပြန်ပြုတ်ကြမှာပဲလို့ချက်ပုတ်ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပြန်ပါတယ်ကင်ဘီနဲ့မြောက်ရီမြို့နယ်မှာရှိတဲ့ဖလူချေးရွာကကြားဖြတ်ငွေလိမ့်လုတ်တဲ့ခြံဝန်းအတွင်းကနေထွက်ခွာဖို့ညှဉ်းဆန်နေတဲ့နိုင်ငံသား942ဦးရှိနေပြီး အကျန်းဖက်စစ်တပ်ကထိုးစစ်ဆင်နေမှုကြောင့်သူတို့ရဲ့လုံခြုံရေးကို GNU ဘက်ကတာဝန်ယူပေးဖို့အခက်အခဲရှိနေတယ်လို့ GNU ကတတိပေးထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတက်တက်လာလေတက်လာပြီးနောက်နေ့ပြန်ပြုတ်ကြမှာပဲလို့ကျက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပြန်ပါတယ်။ဒါကတော့နိုဝင်ဘာလ29ရက်နေ့ကပဲ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပသိမ်မြို့မှာပြုလုပ်တဲ့ချက်ဖွဲ့ပါတီရဲ့မဲဆွဲစည်းရုံးရေးပွဲမှာကျန့်ဖွဲ့ဥက္ကဋ္ဌခင်ကြီးကပြောဆိုတောပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲဒီမှာကျန့်ဖွဲ့ခင်ကြီးပြောသွားတာတွေကတော့သူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာဆန္ဒမဲပေးတဲ့အချိန်စစ်တပ်နဲ့အဆင်ပြေတဲ့ပါတီကိုသာမဲပေးရမယ်အကြောင်းတကယ်လို့စစ်တပ်နဲ့အဆင်မပြေတဲ့သူတွေအနေနဲ့အစိုးရတဲ့အဖြစ်တက်လာရင်လေတက်လာပြီးနောက်တနေ့မှာပြန်ပြုတ်ကြမှာဖြစ်တဲ့အကြောင်း အဲ့ဒီအတွက်အစာကလေးကစစ်တပ်နဲ့အဆင်ပြေတဲ့ပါတီကိုသာမဲပေးရမယ်ဆိုပြီးကြံ့ဖို့ဥက္ကဋ္ဌခင်ကြီးကသူတို့ကြံ့ဖို့ပါတီကိုသာမဲပေးဖို့အခုလိုပြောဆိုတော့ပြမှာလေအဲ့တော့ဘလူ့ကိုမဲပေးမလဲတိုက်တဲ့လူကိုပေးသို့တော့ခင်ဗျားတို့စဉ်းစားရမယ့်ချက်တွေတော့ရှိတယ်နံပါတ်1ကျွန်တော်နိုင်ငံမှာအကြမ်းဖက်တောင်းကျမ်းသူကတော်တော်များသားဗျာစုဝတ်တည်တည် တက်မတော်နဲ့ကြောချစ်ကရင်ချစ်ကမဆောင်ရနိုင်ဘူးဆိုရင်သိကြတဲ့ဒီဆိုကနောက်နေတွေ့ကြတော့ဒါကိုစံထားပြီးပြရဒုတိယချက်ကကဘာတကွာလုံးမှာဖြစ်နေကြတာကျွန်တော်နိုင်ငံမှာလည်းခံနေရတယ်ရည်ကြီးတယ်ဗျာမကြည့်ဘူးလားပုံတိုင်းတိုက်တယ်ဗျာဟုတ်တယ်မလားကျွန်တော်ဟာပေါ့ဗျာဟိုငလင်လှုပ်တယ်ဗျာဟုတ်တယ်ဒါနဲ့ကျွန်တော်တို့ကပူတာဘာပူလဲဆိုတော့အဲ့ဒီအကြမ်းဖက်တောင်းကျမ်းလူတွေပူတယ်ဟုတ်တယ်မလား တတ်တယ်ဗျာဖြတ်တယ်ဗျာကျွန်တော်တို့ပါတီဆိုလူထောင်ကျော်ပြေးသွားပြီနော်အစာအုပ်တွေဖြတ်တယ်ဗျာတိုင်းပြည်မှာထိခိုက်ခံရမှုတွေများနေနော်အကြီးကဲများဘယ်လောက်ကြိုးစားဆောင်ရပေးမယ်လို့ဒါတိတွေရှိတယ်အဲ့တော့ဒါတွေကိုပြန်လဲပြုပြီးရလုပ်ငန်းတွေဆောင်ရတဲ့ခါမှာအတွေ့အကြုံရှိတဲ့လူတွေနဲ့ဒီလူငန်းကိုမစတင်ဘူးလားလက်ရှိအချက်ဖတ်စစ်တပ်ကတော့သူတို့လုံးမဲ့ရွေးကောက်ပွဲအတုကြီးနဲ့နီးကပ်လာတာနဲ့အမျှအချက်ဖတ်မဲအွန်လိုင်းကလည်း သူတို့စစ်တပ်နဲ့တဟဆာတာဖြစ်မဲ့သူတွေကိုသာမဲပေးဖို့ဒီဇင်ဘာလ၁ရက်နေ့ကနေပြည်ဦးလွင်မြို့ကသူလက်အောက်ခံဝင်းဒန်းတွေနဲ့တွေ့တဲ့အချိန်ပေါ်ပေါ်ထင်ထင်ဖိအားပေးပြောဆိုသွားသလိုအခုလည်းသူတို့စစ်တပ်ရဲ့ချက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးဆိုသူကပါမြန်မာနိုင်ငံမှာစစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတက်တလာလဲတက်လာပြီးနောက်တနေ့ပြန်ပြုတ်ကြမှာပဲလို့ပြောဆိုပြီးသူတို့ချက်ဖို့ပါတီကိုသာမဲပေးဖို့ပြောဆိုနေပြန်ပါတယ်ဒါပေမဲ့တဖက်မှာတော့လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကို ကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံပေါင်း28နိုင်ငံပါဝင်တဲ့ဥရောပပါလီမန်အပါအဝင်အိန္ဒိချင်းထိုင်းနိုင်ငံကပါလက်မခံပဲစစ်တကလုံမဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်တယ်ဆိုပြီးအတိအသည့်ပြောဆိုထားကြသလိုလက်ရှိပြည်တွင်းမှာလည်းစစ်တကအခုအချိန်ထိလက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသေးတဲ့အပြင်အဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါပဲသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာမြန်မာပြည်သူအများစုထောက်ခံမှုမရှိတဲ့သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးကို တနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့အခြေအနေနဲ့ပဲသူတို့စစ်တပ်ကိုထောက်ခံသူလူတစုနဲ့သာအတင်းအကျပ်ပြုလုပ်ဖို့စီစဉ်နေတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျတစ်ဖက်မှာတော့ဂီနီပြည်နယ်လိုက်ကောမြို့နယ်မှာရှိတဲ့ကုန်းပေါင်းကျေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုအတွေ့စစ်တပ်ဘက်ကအယောက်20ကတော့အသီးသီးတိုက်ကုန်ကြတဲ့အပြင် အဲ့ဒီစစ်သားမပါအောင်နေစီကနေတနက်22လက်ကိုပါဒေါ်လာရေးတက်တွေကတင်းစီရရှိထားတယ်လို့အမှန်1005 PDF တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိကင်းနီပြည်နယ်ဘက်မှာဒေါ်လာရေးတက်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးတာတွေတွားတွားလုံနေမှုကြောင့်တိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်ပွားနေတဲ့အထက်နိုဝင်ဘာလ10ရက်နေ့ကတိုက်ပွဲမှာဆိုရင်ရိုက်ကော်မြို့နယ်ကုန်းပေါင်းကျေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းမုံတိုက်ခိုက်ခြင်းမို့အတွင်း စစ်တပ်ဘက်ကအထိနာသွားကြတယ်ဆိုပါလေအဲ့ဒီတိုက်ပွဲတစ်ခုတည်းမှာတယ်စစ်တပ်ဘက်ကအယောက်20ဟာပြစ်ခတ်မှုတွေကြားမှာတယ်အသီးသီးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါအလောင်းတွေစီကနေတနက်22လက်ကူပါတော်လန်ရေးတပ်တွေကတင်းစီရရှိထားသေးတယ်လို့အမှတ်1005 PDF တက်ရင်းရဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲမှာတော့ KA KNDF နဲ့ PDF တပ်တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီအချမ်းဖတ်စစ်တပ်စစ်ကြောင်းဟာအထိနာနေတဲ့အတွက် အနီးနားကလင်ဖုံကျေးရွာတဲမှာပဲရှိနေပြီးအပြင်ကိုမထွက်လာရဲသေးပဲရွာတဲမှာသာတက်ဆွဲထားတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာလဲအချက်ဖက်စစ်တပ်ကစစ်သားအယောက်80ဝန်းကျင်အတီးတီးတိတ်ခဲ့ကြတဲ့ခီဦးမြို့နယ်တိုက်ပွဲကနေတိန်စီရရှိခဲ့တဲ့လက်နက်ခဲယံတွေကိုတော်လန်ရေးရဲဘော်ရေးစီဂုံပြုချီးမြှင့်ပေးလိုက်တယ်လို့ခီဦးမြို့နယ်ပကဖားရဲ့တော်လန်ရေးတည်င်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီဇင်ဘာလ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲခင်ဦးမျိုးနယ်ပကဖားက အခမ်းအနားနဲ့ဂုံပြုချင်းပြင်ပေးလိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်အဓိကကတော့နိုဝင်ဘာလ23ရက်နေ့ကခင်ဦးမြို့နယ်အတွင်းမှာပြင်ထောင်ချင်းရွာဘက်စစ်ကြောင်းထိုးလာတဲ့အချက်ဖတ်စစ်တပ်ရဲ့အယောက်180ဝန်းကျင်ပါစစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမိုးရမှာစစ်တပ်ကအယောက်80ဝန်းကျင်ဟာအတိအသင့်တိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေလက်နက်ခဲယမ်းတွေပါတင်စီရရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းကတော့စစ်ကြောင်းလိုက်တပ်ပြတ်ပြီးတော့ကိုပြန်ဆုတ်ပြေးသွားကြတယ်ဆိုပါလေအဲ့ဒီတိုက်ပွဲအတွင်းကနေ ဒိန်စီရရှိခဲ့တဲ့လက်နက်ခဲယမ်းတွေကိုအခုဒီဇင်ဘာလ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲခေဦးမြို့နယ်ပကဖကတော်လန်ရဲရဲဘော်တွေစီကိုပြန်လဲခွဲဝေပေးပြီးဂုံပြူချင်းမြင့်ပေးလိုက်တယ်လို့ခေဦးမြို့နယ်ပကဖရဲ့တော်လန်ရဲတရင်အရှင်မြစ်ကပြောထားပါတယ်။အဲ့ဒီခေဦးမြို့နယ်အတွင်းဒေါ်လန်ရဲတတွေတက်ခိုက်ချင်းမုံလိုက်တဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းမှာကမ်ဘလူးမြို့နယ်ကစစ်တပ်နီပြူဟာ332ခမာယ111ကမ်ဘလူးပြူစော့ထီးတွေနဲ့စုဖွဲ့ထားတဲ့စစ်ကြောင်းဖြစ်သလို့ လောလောဆယ်တော့အဲ့ဒီစစ်တပ်စစ်ကြောင်းဟာတော်လှန်ရေးတပ်တွေရဲ့လက်ချက်နဲ့ပဲစစ်ကြောင်းလိုက်ပျက်စီးသွားပြီးသူတို့စစ်သားအယောက်80ဝန်းကျင်မှာအတိအသီးသေကုန်ကြတဲ့အဖြစ်နဲ့သူတို့စစ်သားမသားအလောင်းတွေစီကနေလက်နက်တွေပါအကုန်လုံးပြန်မကောက်သွားနိုင်ပဲစုတ်ခွာထွက်ပြေးသွားတဲ့အဖြစ်နဲ့ကြုံလိုက်ရတယ်လို့ကင်းဦးမြို့နယ်ပကဖားရဲ့တော်လှန်ရေးတရင်ရှင်မြေကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ကင်းပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ဖလူချေးရွာကကြက်ဖြတ်ငွေလင်းလုတ်တဲ့ခြံဝင်းအတွင်းကနေ ထွက်ခွာဖို့မြင့်ဆန်နေတဲ့နိုင်ငံသား942ဦးရှိနေပြီးအချင်းဖက်စစ်တပ်ကထိုးစစ်ဆင်နေမှုကြောင့်သူတို့ရဲ့လုံခြုံရေးကိုဂဲညူဘက်ကတာဝန်ယူပေးဖို့အခက်အခဲရှိနေတယ်လို့ဂဲညူကသတိပေးထုတ်ပြန်လိုက်ပါတယ်။လက်ရှိအဲ့ဒီဒေတာတွေဘက်မှာအချင်းဖက်စစ်တပ်နဲ့ဂဲညူတပ်တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးနိုဝင်ဘာလ30ရက်နေ့ကဆိုရင်အဲ့ဒီဖလူဂျေရွာတွေကချက်ဖြတ်ငွေလင်းလုတ်တဲ့ခြံဝန်းတဲကနေထွက်ခွာခြင်းလို့ဆိုပြီးတရုတ်နိုင်ငံသူအမျိုးသမီးတဦးနဲ့ဒူမရဲ့တနက်သားအရွယ်ကလေးငယ်အပါအဝင်စုစုပေါင်း85ဦးကို ဂန်ယူတက်ရဲ့မြေပြင်အဖွဲ့ကတိုက်ပွဲတွေဖြစ်နေတဲ့ဂျာကာပဲပြင်ပကိုခေါ်ထုတ်ပေးခဲ့ပြီးထိုင်းမာနေဆက်တောင်ရင်မြစ်ကမ်းဘေးကိုပို့ဆောင်ပေးခဲ့တယ်ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီဘလူးဂျေးရွာတဲကကြားဖြတ်ငွေလေးလုတ်တဲ့ချက်ပွန်းထဲမှာနောက်ထပ်နိုင်ငံခြားသား942ဦးရှိနေပြီးသူတို့ကိုလက်ရှိတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကလက်နက်ကြီးတွေပါပစ်ခတ်မှုတွေရှိနေတာကြောင့်ထိခိုက်မှုတွေရှိမှဆိုးတဲ့အတွက်အဲ့ဒီကနေထွက်ခွာသွားဖို့ ਨੇ ဂဲညူကကူညီပေးမယ်လို့ပြောနေပြီမြေ အဲ့ဒီသူတွေဟာထွက်ခွာဖို့ညှင်းဆန်နေတဲ့အတွက်သူတို့ရဲ့လုံခြုံရေးကို GNU ဘက်ကတာဝန်ယူပေးဖို့အခက်အခဲရှိနေတယ်လို့ GNU ကသတိပေးထုတ်ပြန်လိုက်ပါတယ်။လက်ရှိအဲ့ဒီ Blue Jay ရွာကကြက်ဖြတ်ငွေလေးလုတဲ့ခြံမိုးအတွင်းထဲမှာထွက်ခွာဖို့ညှင်းဆန်နေတဲ့နိုင်ငံသား942ဦးတဲ့အမျိုးသား862ဦးနဲ့အမျိုးသမီးအယောက်90ပါဝင်ပြီးသူတို့ထဲမှာကဇက်စတန်နိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံ၊ထိုင်ဝမ်၊ဗီယက်နမ်၊လာအိုနဲ့တရုတ်နိုင်ငံသားတွေပါဝင်တာကိုလည်း GNU မြေပြင်အဖွဲ့ကစည်ရင်းကောက်ယူထားနိုင်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးနေမှုတွေနဲ့တိုက်ပွဲတွေကြားမှာပဲ။အဲ့ဒီ Blue ချေရွာကကြားပြတ်ငွေလင်းလှုပ်တဲ့ခြံဝန်းအတွင်းကနေထွက်ခွာဖို့ညစ်ဆန်နေတဲ့နိုင်ငံခြားသား942ဦးကို GNU အနေနဲ့တိုက်ပွဲတွေအတွင်းကနေထွက်ခွာနိုင်အောင်ဆက်လက်ပြောဆိုပေးနေပြီ။သူတို့ကိုထိုင်းမြန်မာနယ်စပ်ကနေတဆင့်ထိုင်းအာဏာပိုင်တွေလက်ထက်ကို GNU ကလွှဲပြောင်းပေးနိုင်မှုအတွက်စူးစမ်းနေသလိုတစ်ဖက်မှာလည်း လက်ရှိမြောက်ရီမြို့နယ်ကကြားဖြန့်လုတဲ့နေရာတွေကို GNU ကဝင်ရောက်စီးနင်းမှုတွေအတွင်းကနေထိမ့်သိမ့်နိုင်ခဲ့တဲ့ကြားဖြန့်လုတဲ့သူတွေကိုဒိုင်းအာနာပိုင်းတွေလက်ထက်ကနဦးလွှဲပြောင်းပေးမှုတွေလည်းရှိခဲ့ရမှာတဆိုင်ရနိုင်ငံတွေရဲ့အာနာပိုင်းတွေအနေနဲ့ပူပေါင်းဆောင်ရွက်ပေးခဲ့မှုကိုလည်းအထူးပင်ကျေးဇူးတင်တဲ့အကြောင်းကိုပါ GNU ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါသေးတယ်လက်ရှိမှာလည်းထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကမ်းဘေးမှာထိုင်းနိုင်ငံကိုဝင်ရောက်ဖို့အတွက်စောင့်ဆိုင်နေတဲ့ကြားဖြန့်လုတဲ့နေရာတွေကနိုင်ငံခြားသားတွေကိုလည်း သူတို့ရဲ့နိုင်ငံတွေကိုပြန်နိုင်မှုအတွက်သဆိုင်ရာနိုင်ငံတန်ယုံတွေနဲ့ GNU ဘက်ကချိတ်ဆက်ဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့လည်း GNU ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်ခင်ဗျ။တပ်ဖက်မှာတော့မြန်မာနိုင်ငံမှာအာဏာသိမ်းအကြမ်းဖက်ဆဲအုပ်စုကလုံမဲ့အတူရောက်ရွေးကောက်ပွဲကိုအတိမတ်မပြုတဲ့အကြောင်းစာထုတ်ပေးဖို့ဂျပန်နိုင်ငံ C MG နိုင်ငံတိုင်းဝန်ကြီးဒေါ်စင်မအောင်ကတောင်းဆိုလိုက်ပါတယ်။ဒါကတော့ဒီဇင်ဘာလ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဂျပန်နိုင်ငံရဲ့ဂျပန်လွှတ်တော်အမတ်များရုံမှကျင်းပတဲ့ဂျပန်လွှတ်တော်အမတ်တွေနဲ့အမျိုးသားညီညွတ်အစိုးရ MG နိုင်ငံသားကြီးဝင်ဂျီဒေါ်ဆင်မအောင်တို့တွေ့ဆုံပွဲမှာတောင်းဆိုလိုက်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာအဓိက တောင်းဆိုလိုက်တာကတော့လက်ရှိဂျပန်နိုင်ငံရဲ့ဒီမိုကရေစီနဲ့မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒကိုထင်မှတ်စေတဲ့မြန်မာအာဏာသိမ်းဆုပ်စုပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုဂျပန်နိုင်ငံဘက်ကအတိမတ်မပြုတ်တဲ့အကြောင်းကြေညာချက် ထုတ်ဖော်ပြပေးဖို့ MG နိုင်ငံသားကြီးဝင်ဂျီဒေါ်ဆင်မအောင်ကတောင်းဆိုလိုက်တာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရမြန်မာအာဏာသိမ်းစစ်အုပ်စုကစီစဉ်နေတဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့အကျအတဲကိုမကျော်လွှားနိုင်ပဲမြန်မာအကျိုးစီးပွားဂျပန်နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်စေနိုင်တယ်လို့လည်းတဘာတဲ့ထည့်သွင်းပြောဆိုသွားပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွက်လက်ရှိအာဏာသိမ်းထားတဲ့စစ်အုပ်စုမဟုတ်တဲ့လမ်းကြောင်းကနေလူသားချင်းစာနာထောက်ထားမှုတိုးမြှင့်ပေးဖို့စိုက်ဘာငွေကြေးလိမ်လည်မှုနဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်ကိုလည်းအယုံကြည်နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ အကြက်ဖက်မြမစစ်အုပ်စုကိုထောက်ခံတဲ့သူတွေကိုလည်းဇီးပွားရေးပိတ်ဆို့အရေးယူပေးဖို့အပြင်ဂျပန်မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုလည်းစပီးလက်ခံပေးထားဖို့ကိုပါအန်ယူဂျီနိုင်ငံသားဝင်ကြီးဒေါ်စင်မအောင်ကဂျပန်လွှတ်တော်အမတ်တွေကိုတောင်းဆိုသွားခဲ့တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းစတောင်းမြို့တိမ်ကြောင်းတရားအောင်မှာအကြက်ဖက်စစ်တပ်ကတပ်ဖြတ်ခဲ့တဲ့ပြည်သူ၅ဦးရဲ့ရုပ်အလောင်းတွေတွေ့ရှိခဲ့တယ်လို့ Wallet Information Network တာဝန်ခံကုမုံတိုင်းကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့နိုဝင်ဘာလ29ရက်နေ့ကပဲစတောင်မြို့တိမ်ကျောင်းတရားအောက်မှာအကြပ်ဖက်စစ်တပ်ကတပ်ဖြတ်ထားခဲ့တဲ့ပြည်သူ၅ဦးရဲ့ရုပ်လောင်းတွေကိုဒေသခံပြည်သူတွေကတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီရုပ်လောင်းတွေတွေ့ရှိတဲ့နေရာတစ်ဝိုက်ကိုရွာသားကြီးခြေပေါ်မှာတက်ဆွဲထားတဲ့အကြပ်ဖက်စစ်တပ်ကအကြိမ်ကြိမ်စစ်ကြောင်းထိုးနေတာဖြစ်ပြီးနိုဝင်ဘာလ3ရက်နေ့ကဆိုရင်လေအဲ့ဒီရွာသားကြီးခြေရွာကထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာ မောက်ကဒီကျေးရွာကိုဝင်ရောက်ပြီးတော့ပြည်သူအယောက်40ဝန်းကျင်ကိုသူတို့စစ်ကြောင်းနဲ့အတူလူသားတိုင်းအဖြစ်ဖမ်းဆီးသွားသိတယ်ဆိုပါလေ။လောလောဆယ်တော့အဲ့ဒီစတောင်းမြို့တိန်ကျောင်းတရားအောက်မှာအချက်ပစစ်တပ်ကတပ်ဖြတ်ခဲ့တဲ့ပြည်သူ9ဦးရဲ့ရုပ်အလောင်းတွေဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုအတိပြုလို့မရသေးပဲ။လရှိမာရဲအဲ့ဒီစတောင်မျိုးအနီးကိုအချမ်းဖတ်စစ်တပ်ကစစ်ကြောင်းထိုးနေစေဖြစ်တယ်လို့ Wallet Information Network တာဝန်ခံကိုမုံတိုင်းကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ မန္တလေးတိုင်းစင်ကူးမြို့နယ်မှာရှိတဲ့ရသပြည်သူနေထိုင်ရာညောင်ဝုံချေရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူတို့အသေဆုံးခဲ့ရပြန်တဲ့အပြင်ကလေးငယ်တဦးအပါဝင်ပြည်သူ၄ဦးကထိခိုက်ဒဏ်ရာရထားတယ်လို့စင်ကူးမြို့နယ်ပကဖတာဝန်ခံကိုတန်မဏိကရခုံခစ်တစ်ကိုပြောပါတယ်ဒါတော့ဒီဇင်ဘာလ၂ရက်နေ့ဖြစ်တဲ့မဏိကပဲစင်ကူးမြို့နယ်မှာရှိတဲ့ရသပြည်သူနေထိုင်ရာညောင်ဝုံချေရွာကို အချမ်းပစတက်ကဘာတိုက်ပွဲမှမဖြစ်ပဲဂျက်ဖိုက်တာလေးနဲ့လာပြီးရွေချက်ရှိရှိဘုံတွေချက်ချသွားတယ်ဆိုပါလေအဲ့ဒီလိုအချမ်းပစတက်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ဂျင်းရွာနေပြည်သူအမျိုးသားတအုပ်သေဆုံးခဲ့ရတဲ့အပြင်နောက်တစ်ဆယ်နှစ်အရွယ်ကလေးငယ်ပါဝင်ပြည်သူ၄ဦးကဒဏ်ရာတွေရထသလိုနေအိမ်တွေလည်းပျက်စီးထားသေးတယ်လို့စင်ကူးမြို့နယ်ပကပတာဝန်ခံကိုတမ်နီကပြောထားပါလေအလားတူလူမလာနဆခုနီယနီကလည်းအဲ့ဒီလိုပဲစင်ကူးမြို့နယ်မှာစပေးရှောင်းပြည်သူတွေနေထိုင်တဲ့ဝယုံကုန်းခြေရွာဖုန်ကြီးကြောင့် ပင်လယ်ကြီးရှောက်ပင်ရိုးနဲ့ပြင်းပင်ကြေးရွာတွေကိုအချက်ပစစ်တပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုအတွင်းမှာလေရဲသားပြည်သူခုနှစ်ဦးသေဆုံးခဲ့ပါသေးတယ်။လက်ရှိအချက်ပစစ်တပ်ဟာနိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်တပ်ဖွဲ့မှစစ်ကြောင်းထိုးတာတွေလုပ်တဲ့အချိန်အခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ရဲသားပြည်သူတွေနေထိုင်ရနေရာတွေကိုပါပိတ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိလေကြောင်းတက်ခိုက်မှုတွေဇက်တိုက်လုံးနေမှုကြောင့်ရတပ်ပြည်သူတိစုံမှုတွေလည်းဆက်လက်မြင့်တက်နေဆဲပဲဖြစ်ပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ